အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့စုမုံကတောင်းပေးလိုက်ပါတယ်။ အဲ့ဒါကျွန်တော်ဒီနေ့မနက်ခင်းမှာဒါ Manchester United အဖွင့်တင်းင်းနဲ့ပဲဖွင့်ရတော့မယ်တင်းင်းတစ်ခုလို့ပဲပြောရမယ်အ Brian Amboo ရဲ့အမြောင်းရွှေ့ကလက်ရှိမှာဒါတစ်ခုတော့ထူလာခဲ့ပြီလို့ပြောရရတယ်ဒါပေမဲ့လူတွေထင်တယ်လို့လက်ရှိမှာဖြစ်နေခဲ့တာလားဒါမှမဟုတ်လက်ရှိမှာ reject ပဲခံလိုက်ရတာလားဒါဒီကွန်တော့နည်းနည်းလေးဆွေးနွေးရအောင်အဲ့တော့ဒါလူတွေကြားထဲမှာပြောနေတဲ့တစ်ခုကဘာလဲဆိုတော့ Brian Amboo ရဲ့အပြောင်းရွှေ့ကလက်ရှိမှာဒါကျွန်တော် Brentford ဘက်ကနေပြီးတော့ Manchester United အသင်းရဲ့ဒုတိယမြောက်ကလန်မှုကငင်းပေခံလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောနေတာတွေ့ရမယ်ဒါပေမဲ့ David Austin ရဲ့ article ကိုပြောဝင် ြည့်ပုံရဆိုရင်တော့ Brian Ambwoe ရဲ့အပြောင်းရွှေ့တဲ့ Brentford ကညင်းလိုက်တယ်ဆိုတာတက်ဆိုင်သူတို့အနေနဲ့လက်ရှိမှာ Manchester United အသင်ကမ်းလှမ်းတဲ့ဂျေးကိုပြန်လည်ပြီးတော့စကားပြောခြင်းပြီးတော့သူတို့เนี่ยဒီဂျေးကိုပြန်ညှိခြင်းတဲ့သဘောမှရှိတယ်ဆိုတဲ့ပုံစံမျိုးကို David Austin ကပြောထားတာဖြစ်တယ်အဲ့တော့လက်ရှိမှာညင်းပယ်တယ်ဆိုတာတက်ဆိုင်ဒီ62.5သန်းမှာ Manchester United ရဲ့ကမ်းလှမ်းတဲ့ striker ကို Brentford တင်မကြိုက်တဲ့အဲ့တော့ကြောင့်သူဒီကမ်းလှမ်းမှုကိုဆက်ပြီးတော့စကားပြောဆိုအောင်မယ်ဆိုပြီးတော့ David Austin ကတင်ထားတာဖြစ်တယ်အဲ့တော့ David Austin တင်ထားတဲ့နေရာမှာ Manchester United တဲ့ပြန်ကန့်လန့်မှုနဲ့ပတ်သက်ပြီးညင်းပယ်သွားတယ်ဆိုတဲ့ပုံစံမျိုးမပါဘူးဒါပေမဲ့အဲ့ဒီကန့်လန့်မှုကို Brandwood ကမကြိုက်သေးဘဲနဲ့သူတို့အနေနဲ့စကားဆက်ပြောခြင်းသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ David Austin ကရေးထားခဲ့တယ်ဒါပေမဲ့လက်ရှိမှာ Sky Sport တို့ဒါကျွန်တော်တို့ first class တို့အခုအုပ်စုရတာကျွန်တော်ညင်းပယ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေရေးထားတယ်အဲ့တော့ဒါလေးကိုခင်ဗျားတို့နည်းနည်းလေးရှင်းပြခြင်းအဲ့တော့ဒါ David Austin ရေးသားထားတဲ့ဥစ္စာကတော်တော်လေးကိုလှတယ်အဲ့ဒါကဘာလဲဆိုတော့လက်ရှိမှာဒါကျွန်တော် Brandfoot နဲ့ Tottenham Hotspur အသင်းကိုလက်ရှိ Brian M1 ဘုံအနေနဲ့သူဟာ Manchester သူဟာ Brandfoot ကထွက်ဖြစ်ခဲ့မယ်ဆိုရင်တော့ Manchester United အသင်းကိုပဲပြောင်းဖို့ပြောင်းမှာဖြစ်တဲ့အကြောင်းကိုသူကတော့ပြောထားခဲ့တာကိုတွေ့ရမယ်အဓိကဒီနေ့မှာဒါကျွန်တော်တို့လူတော်များစိတ်ဝင်စားတဲ့အချက်ကစပါးအသင်းကဒီအပြောင်းရွှေ့မှာဝင်နှောက်မယ်ဆိုတဲ့ပုံစံမျိုးကိုစိတ်ဝင်စားခဲ့တယ်ဒါပေမဲ့လက်ရှိမှာစပါးအသင်းနဲ့ဒါကျွန်တော်မှတ်မှတ်ရလွန်ခဲ့တဲ့နှစ်ပတ်လောက်က ဲ့ Brian Amwamu က United ကိုလူကျင်တယ်လို့ပြောထားကြတဲ့က Brian Amwamu နဲ့ Spurs တင်းရဲ့အပြောင်းအရွှေ့ကလုံးဝရပ်တန့်သွားခဲ့တယ်လို့ဖြစ်သွားခဲ့ပြီဖြစ်တယ်။ Spurs တင်းနဲ့ဒါ Brian Amwamu က United ကိုပဲလူကျင်နေတဲ့အချိန်မှာ Spurs တင်းသူတို့ဘက်ကကန့်လန့်မှုတစုံတရာမှမလုပ်ခဲ့ဘူး။ပြောချင်တာလက်ရှိမှာလူတွေကြားကျွန်တော်ထင်ထားခဲ့တဲ့အချိန်မှာလူတွေကြားနေခဲ့တဲ့အတိုင်း Spurs တင်းကပေါင်သန်း80ဘာညာနဲ့ကန့်လန့်မှုလုပ်တယ်ဆိုတာလုံးဝဘာမှမလုပ်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုသူတို့ဘက်ကငင်းပယ်ခဲ့တယ်ဆိုတာကို David Austin ကပြောထားခဲ့တယ်။အဲ့တော့ Spurs ဘက်ကနေပြောတာကျွန်တော်တို့ Brian Amwamu ရဲ့ဈေးတက်အောင်ဒါကျွန်တော်ပေါင်သန်း80ပေါင်သန်း80နဲ့85 ်5တန်းဈေးကြကန်းလန့်ခဲ့တယ်ဆိုတဲ့သတင်းတွေကဘူးရှစ်ပုံစံမျိုးဖြစ်သွားခဲ့တဲ့သဘောမှရှိတယ်အဲ့တော့ကစားသမားကိုတိုင်ကဒါစပါအသင်းကိုသူကစိတ်ဝင်စားတဲ့အချိန်ကတည်းကဒါမန်ချက်စတာယူနိုက်တက်အသင်းကသူကဘရန်ဖို့ကထွက်မယ်ဆိုရင်ပြောင်းမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုအတိပေးလိုက်တဲ့ကတည်းကစပါအသင်းက Brian Mbeumo နဲ့အပြောင်းရွှေ့ကိုရက်တက်လိုက်တယ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသိရမယ်တဲ့မှာပါတယ်အဲ့တော့ Brian Mbeumo ကတော့ရှင်းတယ်သူကတော့ Manchester United အသင်းမှာ Manchester United အသင်းပဲဒါအဖြေကလုံးဝရှင်းရှင်းလင်းလင်းပဲအဲ့တော့ပြောချင်တာက Brian Mbappe အတွက်ဒါ Manchester United အသင်းကဒါကျွန်တော်တောက်လျှောက်ဒါကျွန်တော်တို့အပြောင်းရွှေ့တဲ့ workload နေစေဖြစ်တယ်အဲ့တော့ဒါမင်းညကတော့ဒါကျွန်တော် Brian Mbappe ရဲ့အပြောင်းရွှေ့တဲ့ဒါဒုတိယမြောက်ဒါကျွန်တော်ကန့်လန့်မှုကဒါသတင်းတွေထွက်ပေါ်ခဲ့တယ်အဲ့ဒါကလားဘာလဲဆိုတော့55တန် plus 9.5တန်ဒါ bonus ပုံစံမျိုးနဲ့ Manchester United ဘက်ကနေပြီးတော့ကန့်လန့်ခဲ့တယ်လို့သိရတဲ့နေရာမှာပါတယ်အဲ့တော့ အဲ personally ကပြောရမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့အမြင်ကပြောရမယ်ဆိုရင်တော့ဒီနေရာမှာအဓိကလွဲချော်ခဲ့တဲ့အကြောင်းအရာကျွန်တော်မနေ့ကဒါနေ့ညပေါ့ညနေလောက်ကတင်ဆက်ပေးခဲ့လို့ဆိုတာပဲဒါကျွန်တော် Manchester United တင်နေတာကျွန်တော် up front ပေါ့နော်ဒါကျွန်တော်အရေးကြပြီးတဲ့နေရာမှာဒါကျွန်တော်လုံးဝရှေ့ကပေးတဲ့အမောင့်ဒါကျွန်တော် down payment ပေါ့နော် down payment ကိုဒါကျွန်တော် Manchester United အသင်းကပေါင်10သန်းပဲပေးဖို့အတွက်ယူရခဲ့တယ်။ကျန်တဲ့ဒါကျွန်တော်တို့အဲတုတ်ကိုကောနာ55သန်းကိုတို့အနေနဲ့ကျန်တဲ့3နှစ်သုံးမုံ2နှစ်အတွင်းမှာပြန်ပြီးခွဲပေးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးရှိတယ်။အဲ့တော့ down payment မှာ Manchester United အသင်းကခုလက်ရှိမှာဒါကျွန်တော်တို့ Brentford ဘက်ကိုကမ်းလှမ်းမှုဆိုတာတော်တော်လေးကိုနည်းခဲ့တယ်။10သန်းနဲ့55သန်းပတ်ချာလဲဝဉဉ်ကြပဲကမ်းလှမ်းခဲ့ပြီးကျန်တဲ့သန်း40ကို2နှစ်အရစ်ကျခွဲပေးမယ်ဆိုတဲ့ပုံစံမျိုးသွားခဲ့တယ်။ Brentford ဘက်ကတော့ရှင်းတယ်။တို့အနေနဲ့ Brian Ambon ကိုသာရောင်းဖြစ်ခဲ့မယ်တို့က down payment မများလို့ခြင်းတယ်။ဘာကြောင့်လဲဆိုတော့ Brian Ambon နေရာတော့ တို့ကလူဝယ်ရအောင်မှဖြစ်တဲ့အတွက်ကြောင့်မို့တို့အနေနဲ့အဲ့ဒီ down payment ကရတဲ့ပတ်စံနဲ့တို့ကပြန် invest အသင်းတဲကိုလုံအောင်ဖြစ်တဲ့ကြောင့် United ရဲ့ကမ်းလှမ်းမှုကိုအခုလက်ရှိမှာတို့ကပတ်စံတိုးတောင်းခဲ့တာဖြစ်တယ်ညင်းပယ်လဲဆိုတဲ့ပတ်စံတိုးတောင်းခဲ့တယ်တိုးတောင်းခဲ့တယ်ဆိုတော့အခုလက်ရှိမှာ United 62.5တန်းကိုညင်းလိုက်တာမဟုတ်ဘူးလူတော်များများ62.5တန်းကိုညင်းတာမို့တို့အနေနဲ့အခုလက်ရှိမှာ United ရဲ့ကမ်းလှမ်းတဲ့ဒါ62.5တန်းဆိုတဲ့ structure ကြီးတို့လုံအောင်မကြိုက်ဘူးဒါပြုတာပေါ့ bonus ဆိုတာလဲ9.5တန်းဆိုတာအင်မတန်မှများလို့ ਨੇ ကနန်းဖြစ်တယ်အဲ့တော့တို့ဖြစ်စေချင်တာဘာလဲဆိုတော့ okay ဒါကုနာပေါ့လို့ ်ပေါင်တန်း60 plus 2.5တန်း bonus အဲ့တော့အောက်မှာခုနပြောသူပဲကျော်ပေါင်တန်း20တုံးမ25တန်းကို down payment ပေးအဲ့ဒါကိုကျန်တဲ့35တန်းနှစ်နှစ်ရကြခွဲပြီးအဲ့ဒါဆိုသူတို့ကရတယ်အဲ့ဒီပုံစံမျိုးသူတို့ကလိုချင်တယ်အဲ့တော့ Brown Bag ကလက်ရှိမှာဒါကျွန်တော်ဒီဈေးကိုမကြိုက်လို့ညှင်းလိုက်တာဆိုတာတဲ့သူတို့အနေနဲ့လက်ရှိမှာ United ဘက်ကကဲလန်နဲ့ဒါကျွန်တော် Brandfo ရဲ့ပါဆို Ryan Wanbu ရဲ့ package ကိုမကြိုက်လို့ဒါညင်းပယ်လိုက်တယ်ဆိုရင်တော့ပို့ပြီးတော့မှန်တယ်ပေါ့အဲ့ညင်းပယ်တဲ့အနေထားတော့မဟုတ်သူလက်ရှိမှာ talk on going ပေါ့အခုလက်ရှိမှာဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးဆက်လက်ပြီးတော့ဆွေးနွေးနေစေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်ဆက်လက်ပြီးအဲ့တော့ကျွန်တော်ထင်တာကထို့နာပြောခဲ့လို့ပဲလာမယ့်အပတ်တွင်းမှာဒါ Brian and Wanbu ရဲ့ဒါစစ်စစ်မှုကလုံမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဘာကြောင့်လဲဆိုတော့လက်ရှိမှာ United ဘက်ကဒါကသူတို့ကလည်းရမလားစမ်းသပ်ကြည့်တာပေါ့နော်ဘာလို့သူတို့ကကျွန်တော်မြင်ကြည့်တာ United ဘက်ကလည်းလက်ရှိမှာသူတို့ရဲ့အပြောင်းရွှေ့ကဒါ မပြီးသေးဘူးကွင်းလယ်ပိုင်းနဲ့တို့ကခေါ်ခြင်းသေးတဲ့အနေအထားမှာရှိတယ်ဟိုလူလဲခေါ်ခြင်းသေးတဲ့အနေအထားမှာရှိအဲ့တော့ဒါပြင်ကွင်းလယ်ပိုင်းကိစ္စလည်းနည်းနည်းလေးဒါကျွန်တော်တို့ဗီဒီယို6မိနစ်ပြအောင်ပြောရမှာဖြစ်တယ်ကွင်းလယ်ပိုင်းကအဲ့တော့ United ဘက်ကလက်ရှိမှာတို့အနေနဲ့ down payment မှာသာပတ်စံတွေစွတ်ပြီးတော့ထည့်ပလိုက်မယ်ဆိုရင်တို့အနေနဲ့နောက်ထပ်ဒါကျွန်တော်တို့လက်ရှိ Ruben Amorim လိုချင်တဲ့ကွင်းလယ်ပိုင်းကိုဝယ်ယူလို့မရနိုင်မဲ့ပြဿနာကတော်တော်လေးကိုအာရုံနောက်သွားမယ့်အနေအထားမှာရှိတယ်အဲ့ကြောင့်မို့လက်ရှိမှာတို့အနေနဲ့ဒါ down payment ကိုနည်းနည်းနဲ့လုပ်မယ် bonus ကိုမများတဲ့လုပ်ပြီးတော့တို့အနေနဲ့ Brian Anwar ကိုအပြောင်းရှိမှာ at the din ဒါခုလက်ရှိဒီနှစ်အတွက်10တန်းနဲ့15တန်းပတ်ချလဲဝင်ကြပဲ၃လိုက်တယ်ဆိုတဲ့ပုံစံမျိုးကို United ကလုတ်ချတယ်ဒါပေမဲ့အဲ့ဒါကို Brentford ကလက်မခံဘူးသူတို့အနေနဲ့ down payment ကို20 25နဲ့ပေး bonus ကိုနည်းနည်း short အဲ့လိုပုံစံမျိုးလုတ်ပြီးတော့တော်သွားချင်တာအဲ့ဒါပဲဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကနားလေဘူးလူတွေအဲ့ဒါခုနပြောသူပဲငင်းပယ်တယ်ဘာညာဆိုတဲ့ဥစ္စာကအဲ့လောက်ကြီးမဟုတ်ဘူးလက်ရှိမှာ talk က ongoing ဖြစ်တယ် United ဘက်ကလည်း destructure ကိုပြန်ပေးပြန်ပြင်ပေးဖို့ပြောချင်တာဗျာအဓိက United ဘက်ကဒီအပြောင်းရှိကိုလုတ်တယ်ဆိုတာရမလားဆိုပြီး Brentford ဘက်ကိုစမ်းတာဒါပဲအဖြေကအဲ့တော့ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆို United တင်းနေခုနက budget short နေတာအဓိကကကွင်းလယ်ပိုင်းပဲကွင်းလယ်ပိုင်းကလက်ရှိမှာကျွန်တော်ဖမ်းပြီးရတော့ဘာလို့လဲဆိုတော့ နမ်ချာပေါ့နော်ဒါကျွန်တော်တို့အဲ sorry ပါဒါကျွန်တော်တို့အဘူရီချာဒေါ်မွန်ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့နမ်ချာကိုဒါကျွန်တော်တို့အမန်ချက်စတာယူနိုက်တက်အသင်းကစိတ်ဝင်စားနေတယ်ဆိုပြီးတော့ဒါကျွန်တော်ရေးသားထားခဲ့တာကိုတွေ့ရမယ်အဲ့တော့နမ်ချာမနမ်ချာလားကျွန်တော်အဲ့ Felix နမ်ချာပေါ့နော်အဲ့တော့ဒါကိုတော့ဒါကျွန်တော် CF Bayern ကရေးသားလာတဲ့ကြောင့် Tier 1 2 level လောက်ရှိရလို့ပြောလိုက်ရအဲ့တော့ United အသင်းတစ်ခုလည်းရှိသူတို့ကတော့ဒါကျွန်တော်တို့ Athletic ဖြစ်တဲ့ကွင်းလယ်ဘိုင်းကိုသူတို့အနေနဲ့လိုချင်တယ်အဲ့ဒီကွင်းလယ်ဘိုင်းမှာသူတို့နဲ့တကယ်တမ်းသူတို့ရဲ့ number 1ပြစ်မှတ်ကဘာလဲပါပဲ Brighton အသင်းရဲ့ကွင်းလယ်ဖြစ်တဲ့ဘာလဲပါဘာလဲပါကိုလည်းရှိမှဒါကျွန်တော်တို့ Brighton အသင်းက င်းကလည်းပူပူလောလောတာကျွန်တော်တို့လွန်ခဲ့တဲ့နှစ်တွေကမှဝယ်ထားရတဲ့အတွက်ကြောင့်မလို့သူတို့နဲ့ရောင်းဖို့စီစဉ်မရှိဘူးသူတို့နဲ့ရောင်းမယ်ဆိုရင်တော့မှသိရတဲ့အချိန်မှာဒီနောက်ပိုင်းနှစ်တွေမှာဒါ Brighton ကိုယ်လည်းကစားသမားတွေဘယ်စည်းတွေဘလူးဖြစ်လဲအကုန်သိပြီးဒါ Kaiser တို့ဘယ်စည်းဘလူးခေါ်ခဲ့လဲအကုန်လုံးမှတ်မိတယ်အဲ့တော့ United ရဲ့ဒါကျွန်တော်တို့တကယ်ကိုအလိုချင်ဆုံးတာဂက်ကတော့ဘယ်ဘာလဲပါဖြစ်တယ်ဒါပေမဲ့ဘာလဲပါကလက်ရှိ United budget အနေထားရလုံးဝလုံးဝမလွင်နိုင်တဲ့ဒါရှိအဲ့တော့ဒါကြောင့်ကျွန်တော် Felix ရဲ့ Felix Namcha ကိုဒါကျွန်တော်တို့အဲ့တို့အနေနဲ့ပြတ်မှတ်ထားလာခဲ့တယ်။ Felix Namcha ကဒါကျွန်တော်အရင်တုန်းကလည်းဒါကျွန်တော်တို့မစိုးလာတဲ့ခြေစွမ်းရှိတယ်။ဒါပေမဲ့ of course ခုနကပြောပဲ CD ရဲ့ဒါကျွန်တော်တို့ academy ကစားသမားဖြစ်တယ် CD academy ကစားသမားဖြစ်တဲ့ကြောင့်ဒါဒီကစားသမားလည်း Premier League မှာဝါရင်ပြီးသားဖြစ်တယ်ဒါ Manchester အသင်းနဲ့လည်း ဒါကျွန်တော်တို့ပရီးမီးယားလိပေါ့အင်္ဂလန်မှာဝါနဲ့နဲ့ရှိပြီးသားဖြစ်ပြီးတော့ဒါကျွန်တော်တို့အင်္ဂလန်မှာလည်းဒါကျွန်တော်မန်ချက်စတာမှာလည်းကျင်လည်ပဲဘူးတဲ့ဒါလူတယောက်ဖြစ်ကြအောင်မဆိုးဘူးလို့ပြောတယ်ဒါပေမဲ့လက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒီကစားသမားဒါကျွန်တော် CM DM ဒါကျွန်တော်တို့အေပေါ်ဟို AM သုံးနေရာလုံးဆော့လို့ရတဲ့ကစားသမားပေါ့နော်ယူနိုက်တက်လူချင်းနဲ့ Athletic ဖြစ်တဲ့ဒါကွင်းလယ်ပိုင်းဒါသတိပတ်မှာဆော့မယ်ဆိုကွင်းလယ်မှာဒါကျွန်တော်တို့နေရာစုံဆော့လို့ရနေတဲ့ဒါကွင်းလယ်ကစားသမားပေါ့နော်ဒါပေမဲ့လက်ရှိမှာဒီကစားသမားကအသက်24နှစ်ပဲရှိပြီးတော့စာချုပ်တက်တန်းကနောက်ထပ် 2, 2နှစ်ကျန်သေးတယ်ဆိုတော့ sorry နောက်ထပ် ၃နှစ်ကြာသေးတယ်လို့သိရတယ်တဲ့မှာပါတယ် current market value ရလက်ရှိမှာဒါကျွန်တော် euro 28သန်းရှိတယ်အဲ့တော့ဒါကျွန်တော် borussia dortmund ရဲ့ဒါကျွန်တော် ခေါ်တဲ့ဈေးပေါ်လဲအများကြီးအများကြီးမူတည်မယ်လို့ပြောလို့ရတယ် united ကလက်ရှိမှာဒီကစားသမားကိုစိတ်ဝင်စားတဲ့အဆင့်ပဲရှိတယ်တရားဝင်ချိတ်ဆက်မှုတွေတော့မလုပ်ရသေးဘူးဒါပေမဲ့ united ကလက်ရှိမှာတရားဝင်ချိတ်ဆက်မှုလုပ်ထားတာက wilfred ndd ပဲပေါ့နော်ဒါကျွန်တော် leicester city ရဲ့ကွင်းလေကစားသမားဖြစ်တဲ့ wilfred ndd ကို manchester united ကတော့ချိတ်ဆက်မှုတွေကိုပြုလုပ်ထားခဲ့ပြီးတော့ဒီကစားသမားမှာခုနကပြောတန်ဆင်သွားရင်ကိုးတန်းဆိုရယ်စာချုပ်ပါတော့ united ကဒါကိုတော်တော်လေးကိုစိတ်ဝင်စားတယ်လောက်ကလည်းဆိုလည်းအရန် မ်းမများတဲ့အတွက်ကြောင့်မို့ဒါအသင်းရဲ့ကွင်းလေဘိုင်းမှာအားကိုးနိုင်လောက်တဲ့ကွင်းလေကစားသမားတက်ရောက်ဖြစ်လာနိုင်မယ်လို့သူတို့တွေယုံကြည်တယ်။အဲခုနကပြောလို့ Felix Nam Chago ရဲ့လက်ရှိမှာ Borussia Dortmund ကဈေးမတက်မတ်သေးလို့ United ကစိတ်ဝင်စားတဲ့အဆင်မရှိသေးတယ်။ဒါတော့ပါပဲ။အဲ့တော့ဒါကျွန်တော် Brian Mbappe ရဲ့ကိစ္စကဒီလိုပဲ misconception မဖြစ်ဖို့ဒီညကလည်းပြောချင်ပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာချင်းလို့ဆက်ပေါင်းကိုညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းကြောင့်ကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် ော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့။ကောင်းမွန်တော့ဒီလေးနေဖြစ်ပါစို့စုမုံကောင်းတောင်းမင်းနဲ့ကျော်တော်ကွန်ပြပေါင်းအားလုံးမကြိုတူပါနဲ့။မြန်မာကလစ်ပေးကြအောင်ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ Devo ဗျ။